မရတို့ဖြစ်ဘူးလားတော့မသိဘူးပေါ့နော်အာဖုန်းတစ်တလုံးဝယ်လိုက်တယ်ဆိုပါတော့အဲ့ခမရဝယ်လိုက်တဲ့ဖုန်းကိုခင်ဗျားတငယ်ချင်းတွေကဟာတော်သားဖုန်းကြီးကင်နေဗျာညာဆိုပြီးခင်ဗျားဖုန်းကိုကြည့်ပြောခင်ဗျားနေနေပေါ့ဟုတ်လားသူ့ဖုန်းကိုကြည့်လိုက်တော့ Samsung Galaxy Note 9နိုင်ခင်ဗျားကင်ထားတာ Xiaomi 15 Ultra အကွာကြီးပဲခင်ဗျားဖုန်းအပြတ်တကြီးသားတယ်နော် performance ကြီးကအပြတ်သက်ပိုကောင်းတယ်ကိုကင်ထားတဲ့ဖုန်းက Xiaomi ဖြစ်နေလို့တော်သားဖုန်းဖြစ်သွားရောလားခင်ဗျားစဉ်းစားကြည့်ဘူးလား ျွန်တော်ဖုန်းအစ်စ်တစ်လုံးဝယ်ဖို့စဉ်းစားပြီဆိုလို့ရှိရင်ဘာဖြစ်လို့เนาะ premium segment ထဲမှာဆိုလို့ရှိရင် Samsung တို့ iPhone တို့အဲ့လိုမျိုးကိုပဲပြေးမြင်ကြတာလေကိုရီစီမှာကြတော့ဗျာနိုင်ငံတော် brand ရှိတဲ့အခါကြတော့ Android ဆိုလို့ရှိရင် Redmi အဲမဟုတ်ဘူးနည်းနည်း premium သုံးမယ်ဆိုရင် iPhone နော်တခြား Nigeria တို့ laptop တို့ဝယ်တဲ့အချိန်မှာ specification ကို brand ထပ်ပို့ပြီးတော့ဦးစားပေးတယ်ဒါပေမဲ့ဖုန်းကြတော့မှဘာဖြစ်လို့ brand ကိုတလောက်ထိဂယုစိုက်မိကြတာလဲအဲ့ဒါကလေ ဖုန်းမှာပဲအဲ့လိုဖြစ်နေတာဗျာတခြားသောဘာပစ္စည်းပဲကိုပဲဘာ electronic ပစ္စည်းပဲကိုပဲ laptop လား TV လား nijet လား feature တွေ performance တွေ specification တွေကိုရင်ကြည့်တယ်ဒါပေမဲ့ဖုန်းကြတော့မှ brand ကိုကြည့်ပြီးတော့ infinix တို့ ideal တို့ဆိုမကောင်းဘူးလို့ပြောတာမျိုးတို့နော် honor ကိုဈေးကြီးကြီးပေးဝယ်မယ်အစား iphone ပဲဝယ်မယ်ဆိုတဲ့အတွေးမျိုးတွေခဏခဏဖြစ်နေကြရတာလေဘာလို့ဒီလောက်တောင် brand ဆွဲကြည့်ရတာလဲတခါတလေကျတော့လေကျွန်တော်တို့ကတကယ်ကောင်းလို့ညွှန်းမင်းရင်တော့မှဟာမင်းကဒီ brand ကိုအကောင်ပြောပေးနေတယ် ရေရှည်သုံးရင်မကောင်းဘူးတို့ငါတို့ကတိလို့တို့ဘာညာပေါ့အခုမှထွက်တဲ့ဖုန်းခမရရေရှည်တော်မသုံးကြည့်ရသေးပဲနဲ့အဲ့ဒီကောင်ရေရှည်သုံးလို့ကောင်းမကောင်းခမရဘယ်လိုသိရစဉ်းစားကြည့်ရအောင်နော်အဲ့လိုမျိုးအောက်ကနေပြီးတော့ဝင်ရေးကြတဲ့ဆရာကြီးများလည်းတတိုက်ရှိကြတယ်တချို့ brand တွေကြတော့တကယ်အပြည့်ပြောဖို့အတွက်ထိုက်တန်တဲ့ကောင်တွေရှိတယ်နာမည်တော့တက်မပြောတော့ပါဘူးသိချင်ချက်ဖို့ဆိုင်တက်တက်လေးလာမေး ဒါပေမဲ့တချို့သူတွေကြတော့ brand ဆွဲကြောင့်တကယ်ရွေးချယ်တဲ့နေရာမှာနစ်နံသွားကြတာမျိုးတွေရှိတယ်။ပြီးတော့ကျွန်တော်တခုသတိထားမိတာရှိသေးတယ်။ကျွန်တော်မြန်မာနိုင်ငံကလူတွေဖုန်းဝယ်ပြီဆိုရင်ဘယ်လိုခေါ်မလဲကိုပိုင်အမြင်နဲ့ကိုတုံးမဲ့ budget တွေကိုကြည့်ဝယ်တာထက်ဖုန်းဆိုလို့ရှိရင်တဲ့မလား sales representative တွေရဲ့စကားကိုပဲနားထောင်ပြီးတော့ဝယ်တဲ့သူနဲ့နော်ကိုဆွဲလက်နဲ့ brand ကိုပဲမျက်စိမိတ်ဆုံးပိတ်ပြီးတော့ဝယ်တဲ့သူနဲ့သူတို့တွေကလည်းပိုများတယ်။အဲ့လိုမျိုး brand တစ်ခုတည်းကိုပဲဆွဲပြီးတော့သုံးမိသွားတာကို brand locking ဖြစ်တယ်လို့ခေါ်တယ်။တကယ်ပဲ ဲ့လိုမျိုး brand locking ဖြစ်သွားတာတွေကဘာတွေဖြစ်နိုင်လဲကောင်းလားဆိုးလားလူတွေကဘာဖြစ်လို့အဲ့လို brand တွေကိုအဲ့လိုထင်မြင်ကြတာလဲအဲ့အကြောင်းလေးကိုနည်းနည်းပြောပြမယ်နည်းတဲ့ intro ကြီးတော့မဟုတ်ဘူးဒါပေမဲ့ခင်ဗျားတို့က context လေးကိုနားလည်ထားဖို့လိုတယ်အဲ့ဒါကြောင့်ဒီလောက်ရှင်းပြနေရတာ okay ဆိုတော့ golden question ဖုန်းနေမှာဘာဖြစ်လို့ brand အစွဲလူတွေကပိုကြီးကြတာလဲ brand အစွဲဆိုတာတကယ်တမ်းကနေရာတိုင်းမှာရှိတယ်ကားမှာလည်းရှိတယ်နာယီမှာလည်းရှိတယ်နောက်ဆုံးအတွင်းငံပေါင်းမိမှာပါ brand အစွဲရှိကြတယ်ဒါပေမဲ့ ကုန်ပစ္စည်းတွေထဲမှာအကြီးဆုံးကအကျန်းဆုံးကဖုန်းပေါ်မှာရှိတယ်။ဥပမာအဖြစ်ကျွန်တော်တို့ laptop နဲ့ရှင်ကြည့်ရအောင်။ laptop မှာခင်ဗျားဘာ brand မဲ့သုံးသုံးအထက်မှာတကယ်ထိတွေ့ရမှာက Apple ဆိုလို့ရှိရင်တော့ Mac OS ပေါ့နော်။တခြားသော brand တွေဆိုလို့ရှိရင် Windows ပဲ။ Microsoft ရဲ့ Windows ပဲ။အပေါ်ကနေပြီးတော့ဘာ brand laptop မှုလို့ဘယ်လို feature တွေထပ်ပြောင်းထားတယ်လို့ UI နဲ့ပုံစံလေးပြောင်းသွားတယ်လို့မရှိဘူး။ခင်ဗျား Windows interface ကြီးကိုပဲထိတွေ့ရတာ။ဖုန်းမှာကြတော့ तू က brand တစ်ခုချင်းစီပေါ်လိုက်ပြီးတော့ UI ကလိုက်ပြောင်းတယ်။ သုံးရတဲ့ experience ကတော်တော်လေးကို꽌သွားတယ်ကိုနဲ့အဆင်မပြေတဲ့ UI ကိုသုံးရတာဘလို့မှ feel မလာဘူးတွေဖြစ်ကုန်တယ်အဲ့ဒီအချက်ကဖုန်းတွေမှာ brand အစွဲကြီးရခြင်းရဲ့အဓိကအချက် ဖြစ်သွားစေတယ် Android UI နဲ့မှာတော်တော်လေးကောင်းတဲ့ UI ဆိုလို့ရှိရင် One UI လို့ပြောရမယ်ဒီ entry level phone တွေမှာကြတော့ဝဲဆွဲတယ်ဆိုတော့ entry level Samsung phone တွေပဲကင်ပူးတဲ့လူတယောက်ကိုဝဲညူရင်ကောင်းတယ်လို့ပြောရင်အာဒီပဲဗဇက်ကဝဲပောက်ပြီးပြောချင်တာတွေရှောက်ပြောနေလို့ထင်ပါဟုတ်တာတော့လေတကယ်တမ်းကဟုတ်တယ် S series တွေက one UI နဲ့ A series တွေက one UI နဲ့ကိုရှင်ကြည့်မယ်ဆိုရင်အပြတ်သက်กว่าတယ် Oppo မှာလည်းအလိုပဲဒီကောင် flagship တွေမှာပါတဲ့ color OS ကတော်တော်ကောင်းမြင်မဲ့လို့ budget တွေမှာပါတဲ့ color OS ကတကယ်ကိုဝယ်ဆွဲတယ်ခင်ဗျားတို့ကြားဘူးမှာပါအထူးသဖြင့်လူကြီးတွေမှာပို့ပြီးတော့အဖြစ်များတယ် Mi UI မဲ့ကင်လာတဲ့လူတယောက်ကိုတခြားဖုန်းသွားပေးလိုက်ရင်ငါဒီဖုန်းကြီးမကြိုက်ဘူးဆိုပြီးတော့ဒီဖုန်းကြီးမတုံးတက်ဘူးဆိုပြီးဖြစ်သွားတာမျိုးအဲ့လိုလူမျိုးတွေအတွက်က Mi UI ဒါမှမဟုတ်အခုခေတ်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ hyper OS ပေါ့နော်တူတူပါပဲ တို့နဲ့ရင်းနှီးပြီးသားဖြစ်သွားတဲ့အခါကျတော့တခြား UI တွေက different ကိုဖြစ်နေတာအဲ့ဒီ different ဖြစ်နေတာကပိုကောင်းသွားတာလားပိုဆိုးသွားတာလားကိုအုံတော့ကအရင်မတွေ့ဘူး auto မကြိုက်ဘူး auto အရင်ပယ်ပလိုက်တယ်နောက်တစ်ခုကကျတော့ brand image Huawei G610 တို့ CAA13 တို့အဲ့လိုခေတုံးကဆိုရင် Huawei ကဒီမှာပေါ်ချောင်ကောင်း brand မြန်မာနိုင်ငံမှာဆိုပေါ့နော် Huawei ကိုင်တဲ့သူတွေကအခု Xiaomi ကိုင်တဲ့သူတွေမျိုးပဲ Samsung နဲ့ iPhone တွေကတော့အဲ့ဒီအချိန်ကလေးဟာဆရာကြီးဒါပေမဲ့ အခုနောက်ပိုင်း Huawei flagship တွေကရေးလေကျန်းလာတဲ့အခါကျတော့เนาะ at least ကင်မရာမှာပေါ့เนาะကျန်တဲ့ဟာတွေမှာကျန်းတာမကျန်းတာကိုမပြောဘူးเนาะအဲ့လိုမျိုးကျန်းလာတဲ့အခါကျတော့ Huawei ကိုပေါ်ချောင်ကောင်း brand လို့လူတွေကမခံစားကြတော့ဘူး Samsung နဲ့တဒန်းနဲ့နှီးပါလောက် brand image လေးကရှိလာတယ်ပြီးလို့ပြီးတော့ trend မြီကကျွေးထဲတာဘယ်နှအောင်ရောက်သွားမှမသိဘူးအခုဆိုလို့ရှိရင်တိတ်ထောင်စကားတွေထည့်မပြောကြတော့ဘူးအဲ့လိုမျိုးလေးတွေပြစ်လာဒါ general public အမြင်ကိုကျွန်တော်မြင်တာကိုပြောပြတာเนาะ ဒီပြေရှော့စ်က Huawei ကိုဒီလိုပြောတယ်ဆိုပြီးအတင်းထုတ်တာမဟုတ်ဘူး။ Okay အရှိကိုအရှိတိုင်းပြောပြ။ပြီးတော့ Oppo တွေ Vivo တွေအဲ့ဒါတွေမှလည်းအဲ့တိုင်းပဲ။အရင်ကဒီ brand image မှာ Oppo ရော Vivo ရောဟာစော်ကြိုက်တဲ့ဖုန်းတွေနော်။အေး selfie တွေရရင်လှတယ်။အဲအဲ့လိုမျိုးလောက်အထိပဲနာမည်ရှိရယ်။နည်းနည်း mirror sensor ဖုန်းတွေနေနဲ့လူတွေကမြင်ကြတယ်။ ဒါပေမဲ့ Oppo ဆိုလို့ရှိရင်အခု OnePlus နဲ့เนาะ March ပြန်လုတ်လိုက်ပြီးတဲ့အချိန်မျိုးမှာ ColorOS ကတော်တော်ကျန်းလာတဲ့အပြင်ကို Oppo စီကနေပြီးတော့ Find Series တွေ Foldable တွေထွက်လာတဲ့အချိန်ကျတော့ brand image ကတော်တော်လေးကိုပြောင်းလဲသွားတယ်။ Vivo ဆိုရင်လည်းအကောင်းဆုံးကင်မရာဖုန်းလို့နာမည်ရလာတဲ့ဖုန်းမျိုးတွေထွက်လာတယ်။ဥပမာ X200 Pro လိုမျိုးအဲ့ကောင်တွေက brand image ကိုတကယ်တက်စီတယ်။ Oppo တွေ Vivo တွေကျန်းလာတဲ့လောက်ကို brand image မှာထင်တဲ့လောက်မတိုးတက်ဖ ೇನೆ ဟိုမရောက်ဒီမရောက်ကြံနေတဲ့ကောင်က Xiaomi ။ Xiaomi flagship တွေကအရင်တုန်းကဈေးတန်တယ် price to performance ကောင်းတယ်ဆိုပြီးနာမည်ရတယ်ပြောရရင် Mi 9တို့ Mi 10 Pro Mi 11K လောက်ကိုတော့ Oppo Vivo တွေထက်ကို brand image ကပိုကောင်းခဲ့တယ်အခုခေတ် Xiaomi flagship တွေမှာကျတော့ဘယ်ဟာမှလည်းတိတ်ပြီးမထူးချင်ဘူးနည်းနည်း vanilla ဆန်လာတယ်အရင်လိုလဲဈေးကမတက်တာတော့အရင်ကြီးမတက်တာတော့ဘူးပေါ့နော်ဆိုတော့ Xiaomi ရဲ့ brand image ကအများကြီးဒီမှာမတိုးတက်လာဘူး အဲ့ဒီပြင်မှာ flagship မဟုတ်တဲ့တခြား series တွေပေါ့နော်ဒါပေမဲ့ဆို price to performance ဦးစားပေးဖုန်းတွေကနေရာအရင်ယူလာတဲ့အခါကျတော့သူတို့မှာအဖေခေါ်ရမယ့် product ကအဲ့လောက်ထိနာမည်မရလောက်ဘူးပြ foldable တွေမှာလည်း तू အောင်မမအောင်မြင်တာပေါ့နော်ပြီးတော့နောက်တစ်ခုရှိသေးတယ်ကိုရီစီမှာ Xiaomi တို့ Redmi တို့ဈေးတန်နေဆိုတာဒီဖုန်းတွေက parallel import PI နဲ့ဝင်တဲ့အလုံးတွေမှုလို့ဈေးတန်နော်အခုနောက်ပိုင်းကျတော့ Redmi ပေါ့နော် Redmi ကအစားထိုးရယ်ပေါ့ဒီဈေးတန်ဆုံးဆိုရဲဂုံပုတ် ဲ့လိုမျိုးဈေးတန်နေတာကိုပဲကြည်ပြီးတော့နောက်ွယ်မှာအများကြီးကွာခြားသွားတဲ့အရာတွေရှိတယ်။ကိုက PI လုံးဝယ်လိုက်တယ်ထားပါတော့။ဥပမာအခုတလောလေးတင် hit ဖြစ်သွားတဲ့ကောင်ဆိုလို့ရှိရင်နော် Redmi Double 4 Pro အဲ့ကောင်ရဲ့အကိုကြီးမြန်မာနိုင်ငံကို official ဝင်တဲ့ Poco F7 ဈေးက2ဆလောက်ကွာတယ်။ဒီတော့လူတူတော်များများရဲ့အမြင်မှာ performance နဲ့အတူတူတခြား specification နဲ့အတူတူကိုငါတို့ကဘာကိစ္စ Poco F7 ကိုဈေး2ဆပေးဝယ်ရမှာလဲဆိုပြီးဖြစ်သွားတယ်။ဒါပေမဲ့လို့ပြောစရာပြဿနာကြီးကြီးမားမားတစ်ခုရှိတယ် Redmi ရဲ့ Double Series တွေကပြောရရင်အစမ်းသက်ခံ Series တွေလို့ဖြစ်နေပြီ။သူတို့က latest chip တွေ၊ battery အများကြီးထည့်ပေးတာတွေအဲ့လို pilot အနေနဲ့ပထမဆုံးထွက်တဲ့အခါကျတော့ဈေးကွက်ထဲကိုဈေးနည်းနည်းနဲ့ဖြန့်ချလိုက်တယ်။နော်။ပြီးရင် user တွေလည်းထည့်ရောက်လို့ရှိရင်ဘလို့အခြေအနေရှိလဲပါညာချက်ကြည့်တယ်။ပြီးတော့မှ global ထုတ်တဲ့အခါမှာမှ Double မှာအဆင်မပြေတာတွေကိုနည်းနည်းပြန်ပြင်ပေးတာ fix လုပ်ပေးတာတွေလုပ်တယ်။အခုဆိုလို့ရှိရင် Redmi Double 4 Pro ကထွက်ခါစားကထက်ဈေးကတော်တော်ကြီးကျသွားပြီ။ဘာဖြစ်လို့လဲဆိုတော့ဒီကောက်မှာ error တွေရှိတယ်။ green line error တွေခင်ဗျားတို့လည်းသိရတဲ့အတိုင်းပဲပေါ့နော်။ ဆိုတော့ PI လုံးတွေကိုစိုင်းမှာ brand new ဝယ်တယ်ဆိုရင်တော့မှစိုင်းတော်များများက factory error အတွက်အများဆုံးပေးလောက်တစ်ပတ်လောက်ပဲပေးကြတယ်ပေါ့နော်အဲ့ဒီတစ်ပတ်ကြော်သွားလို့ display error တက်ခဲ့မယ်ဆိုရင်မိတ်ဆွေတာဝန်ယူပေးမယ်သူဆိုတာခက်ရှားရှားရယ်တာဝန်ယူပေးတဲ့ဆိုင်ရှိရင်အဲ့ဆိုင်ကတော်တော်ချစ်ဖို့ကောင်းတဲ့ဆိုင်ခင်ဗျားတို့အဲ့ဆိုင်ကိုဖတ်ထားသင့်တယ်နော်အားဘွားတော်ပေးလိုက်သင့်အချင်းတော်တော်များများမှာအဲ့လိုအမျက်နဲ့နဲ့နဲ့နော်ဟို competitive ဖြစ်ဖြစ်နဲ့ရောင်းရတဲ့ဖုန်းကိုဒီလောက်အထိ ခယူးတစိုက်ခင်ဗျားတို့ warranty ပြန်ပို့ပေးတယ်တာဝန်ယူပေးတယ်ဆိုတာတော်တော်ကိုစိတ်သဘောထားကြီးမလို့တချို့ဆိုင်နေကြတော့ဗျာဒီလားအဲ့လိုမျိုးအာ warranty တွေဘာတွေအတွက်တို့ cover လုတ်ပေးနိုင်အောင်လို့တခြားဆိုင်တွေထက်ဈေးနည်းနည်းပို့ယူထားတာမျိုးရှိတယ်အဲ့လိုမျိုး approach ကိုကျွန်တော်ကတော့သဘောကျဟာပြည့်လေနည်းနည်းပို့ယူတယ်ဒါပေမဲ့ခင်ဗျားတကယ်ဖြစ်ပြီဆိုလို့ရှိရင်တာဝန်ကိုအပြည့်အဝယူပေးမယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်ကအပေးတယ်တဲ့မှာ အများနဲ့ဈေးကိုအတန်ဆုံးအတန်ဆုံးဆိုတာတွေကြီးပဲခင်ဗျားတို့လိုက်မနေနဲ့အဲ့ဒါမကောင်းဘူး healthy မဖြစ်ဘူးသိလား economy အတွက်လည်းမကောင်းဘူးခင်ဗျားတို့လည်းမကောင်းဘူးဆိုင်အတွက်လည်းမကောင်းဘူးဘယ်သူတွေမှမကောင်းဘူးဆိုတော့ price war တွေကိုအားမပေးနဲ့နော်ဆိုင်နံပါတ်1က10သိန်းနဲ့ရောင်းနေထားပါတော့ဆိုင်နံပါတ်2က9သိန်း8000နဲ့ရောင်းနေထားပါတော့အားအဲ့ဒါဆိုလို့ရှိရင်ဆိုင်1ကဘာလို့မှလဲဆိုင်2ပဲရွေးလိုက်မယ်အဲ့လိုမဟုတ်ဘူးနော်သူနောက်ကွေက reputation နေသူရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေအဲ့ဒါတွေအများကြီးစကားပြောတယ် ဖုန်း brand ကြောင်းပြောနေနေဖုန်းဆိုင်တွေအကြောင်းရောက်သွားပြီโอเคဆက်မယ်ဆိုတော့ဒီ Double 4 Pro နဲ့ရှင်ပြီးတော့ပြောရမယ်ဆိုရင်ဒီမှာ official ဝင်တဲ့ F7 အလုံးကြီးอ่ะမှန်တယ်ဈေးက2ဆလောက်กว่าသွားတယ်ဒါပေမဲ့အ ਨੇ ဆုံးတော့ warranty ကတစ်နှစ်ရတယ်တစ်နှစ်တွင် battery error တစ်ခုဖြစ်တယ်ဆိုရင်အစ်တစ်လုံးပြန်လဲပေးတာမျိုးရှိတယ်ဆိုတော့ဒီမှာဖုန်းတစ်လုံးရဲ့ brand image လို့ပြောလိုက်လို့ရှိရင် Samsung နဲ့ Apple က first tier Huawei, Honor, Vivo, Oppo, Xiaomi, Redmi အဲ့ဒီကောင်တွေက second tier အနေထားလောက်မှလူတွေကမြင်ကြတယ် Pixel တို့ Sony တို့ကြတော့အရင် niche ဖြစ်တဲ့ market ကိုဦးတည်တာဆိုတော့သူကတိတဲ့သူတွေပဲကြိုက်တဲ့ brand မျိုးပေါ့เนาะပြောမယ်ဆိုလို့ရှိရင်အဲ့ဒီလူစုတသေးလေးကနေလွဲပြီးတော့ဒီဖုန်းတွေကိုတိတ်မသိကြတဲ့သူမျိုးတွေပေါ့။ OnePlus ရဲ့အရင်ကတော်တော်ဟုတ်ခဲ့ပေမယ့်အခုကြတော့သူကအကျဘက်ကိုနည်းနည်းရောက်နေပြီ။ mainstream မှာဘူးသူကတိတ်ရှိတယ်လို့မခံစားရတော့ဘူး။ nothing ဆိုလို့ရှိရင်လေကိုရီးယားနိုင်ငံမှာလူတစုပဲတည်တည်တဲ့ brand မျိုးဖြစ်နေသေးတယ်။ဆိုအဲ့လိုအချိန်မျိုးမှာ Infinix တို့ Techno တို့ Idol တို့လိုမျိုးဈေးပိုတက်တာတဲ့တရုတ် brand တွေဝင်လာတဲ့ခါကျတော့ brand image အနေနဲ့က ဒီ Xiaomi ဆက်ဆက်ဝင်ဝင်လာခြင်းတော့လို့ပုံစံမျိုးနဲ့တော်တော်လေးသွားဆင်တူတယ်အဲ့ဒီသုံးမျိုးထဲမှာမှာ Infinix နဲ့ Techno က brand image အရာနည်းနည်းလေးပို့ပြီးတော့တာတယ် idea ကကြတော့သူကဈေးပို့ပြီးတော့တက်တာတဲ့အရန်ကုန်တက်တာတဲ့ budget phone တွေပဲထုတ်နေတဲ့အခါကျတော့ brand image ကမမိုက်ဘူးပေါ့နော်ပြီးတော့ဒီ idea ဆိုလို့ရှိရင်တချို့ SOC တွေကိုဒီတိုင်းကြည့်လို့မရအောင်ဝှက်ထားတာမျိုးတွေပါရှိတယ် website တွေမှာတော့မဖော်ပြထားဘူးပေါ့ပြီးတော့ G100 လောက်တောင်မှမရှိတဲ့เนาะ Snapdragon 600ဝင်းကျင်လောက် performance ရှိတဲ့ chip တွေနဲ့ပဲဖုန်းတွေကိုထုတ်နေတာပတ်ပြီးတော့အဲ့ဒါအားလဲ idol ကို brand image ကျစေရတဲ့အထက်မှာပါတယ်ကိုရီးယားနိုင်ငံတွက်ကတော့ကောင်းတယ်ပေါ့နော်သုံးလေးသိန်းလောက်သုံးမယ်ဆိုလို့ရှိရင်တခြားရွေးစရာတိတ်မရှိလောက် idol ပဲရှိတယ်ဒါမှမဟုတ်စကန်ဝယ်ပေါ့အရင်ဒီ infinix တို့ idol တို့မှလည်း budget phone segment နဲ့မှာပါတယ်နောက်ပိုင်းကျတော့ budget segment တွေရဖုန်းတွေအပြင်တခြားတော့ဒီ mid range တွေပါတွေကိုသူအဲ techno ဆိုလို့ရှိရင်သူတို့ရဲ့ flip phone တွေ call phone တွေပါတွေပါတွင်းလိုက်တယ်ဆိုအိုက်တန်နဲ့ရှင်လိုက်လို့ရှိရင်ဒီကောင်တွေကအော်တိုရာထူးတက်သွားတာပေါ့ဟင်မလား ဒီ brand တစ်ခုကပြောလို့ပြောတာမဟုတ်ဘူးသူတို့ကအတိုးတက်အမြန်ဆုံး brand တွေထဲမှာပါတယ်เนาะတော်တော် youthful ဖြစ်တဲ့ brand တွေပေါ့နော်ဆိုတော့တွင်းလာတဲ့ဖုန်းတွေကကောင်းလာပြီမြဲလူတွေရဲ့မျက်လုံးထဲမှာဒီကောင်တွေကို brand စုပ်တွေဒီဖုန်းကြီးတွေကရေရှည်မခံဘူးမကြောက်ဘူးခဏနေပြတ်မှာခဏနေထစ်လာမှာခဏနေလေးလာမှာဆိုပြီးတော့မြင်ကြတော့မယ် Technology Infinity Ideal D H3 ကိုမကောင်းပြောရတဲ့နေရာမှာသူကကြာရှည်မခံဘူးလို့ပြောကြတာရယ် software support မကောင်းတာရယ်အဓိကထောက်ပြစရာဖြစ်တယ်ပေါ့နော် ဒီလိုမျိုး brand ဆွဲရှိတာ second ဈေးကွက်တွေမှာသွားကြည့်လိုက်ရင်သိတာတယ် Techno တို့ Infinix တို့ဆိုလို့ရှိရင်အစ်စ်ဝယ်ထားတဲ့အလုံး warranty ကျန်သေးတယ်ဆိုရင်တော့မှ second ဈေးကွက်မှာပြန်ရောင်းရင်ခွက်ဈေးဖြစ်နေပြီတစ်ဖက်ကပြန်စဉ်းစားကြည့်လိုက်ရင် tier 2မှာရှိတယ်လို့ပြောလို့ရတဲ့ Oppo တွေ Vivo တွေ Honor တွေနော်အဲ့ကောင်တွေကဒီ Infinix ဆို Techno တို့လောက်တောင် specification မကောင်းတဲ့ဖုန်းတွေကတော်ရုံနဲ့ဈေးမကျဘူး tier 1เนี่ย Samsung တို့ Apple တို့ဆိုရင် brand power ကောင်းတဲ့အခါကျတော့စက္ကန့်မှာပြန်ရောင်းမယ်ဆိုရင်တော့မှအရှုံးနည်းနည်းလေးပိုနေတယ် ပြီးတော့ brand ကလည်း reputation ကောင်းပြီးသားမှုလို့ရောင်းထွက်တာလည်းပိုလွယ်ပိုမြန်တယ်ဆိုတော့လူတယောက်လက်ထဲမှာကင်ထားတဲ့ဖုန်းကိုကြည့်ပြီးတော့ဒီလူရဲ့အနေထားကိုကျွန်တော်တို့ကခက်မှန်းလို့ရတဲ့အခြေမျိုးမှာဒီလိုတရားတွေခွဲပြီးတော့မြင်ကြတယ်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ကိုကအဲ့လိုဟာမျိုးတွေတိတ်ဂီးမဆိုင်ဘူးဆိုရင်တော့မှ public image ဆိုတာရှိအဲ့ဒါကိုခံစားမိကြလိမ့်မယ်လို့ထင်တယ်ဥပမာ iPhone 14 Pro လောက်ကင်ထားတဲ့သူဆိုရင်တော့မှ Xiaomi 15ကင်ထားတဲ့လူထက်ပြတ်မဆိုလူအမြင်မှာပိုကောင်းနေတာအဲ့လိုပဲကိုက specification နဲ့တန်တယ်ထင်လို့ technology infinity idol တွေကင်လိုက်ရင်လေလူတွေအမြင်မှာနည်းနည်းတိုးဆန်တယ်လို့ခံစားရတာမျိုးလည်းရှိနေပြန်ရောအရင် Xiaomi fan တွေခံရတဲ့ပုံစံမျိုးပဲเนาะတို့ရွာကတော့တရွာလုံး Xiaomi Redmi နဲ့ Menu ပဲဟေးဆိုပြီးတော့အစခံရတဲ့ပုံစံမျိုးပေါ့အခုတော့အဲ့ဒီနေရာကိုဟို brand သုံးခုကဝင်နေရယူသွားပြီဆိုတော့အဲ့လိုဆိုတာနဲ့ပဲဒီဖုန်းတွေကမကောင်းတော့ဘူးလားမဝေသိမ်းတော့ဘူးလားဒါကတော့ brand image တနည်းအားဖြင့်ကိုကဒီဖုန်းကိုကင်လိုက်လို့တခြားသူတွေမျက်စိထဲမှာမြင်မဲ့အမြင်ကိုဘယ်လောက်ယူဆိုင်လဲဆိုတာရယ် ကိုယ့် budget အနေထားရဲ့အဲ့ဒီဖုန်းရဲ့ကောင်းကွက်ဆိုးကွက်တွေရဲ့ပေါ်မှာမူတည်ရလို့ကျွန်တော်ကအကြမ်းမြင်ပြောလို့ရတယ်ပြန်နောက်တစ်ခုပြောချင်တာ brand image ကောင်းနေတိုင်းထုတ်တဲ့ဖုန်းတွေကလည်းကောင်းနေတာမဟုတ်ဘူးအထူးသဖြင့် Samsung entry level ဖုန်းတွေကိုကြည့်ဒါကနောက်ထပ်ခင်ဗျားတို့စဉ်းစားသင့်တဲ့အပိုင်းတစ်ခုပေါ့နော် Samsung လို့ brand မျိုးကနော် S series တွေ Note series တွေ Fold တွေ Flip တွေမှာဘာမှအပြစ်ပြောစရာမရှိရလောက်အောင် mature ဖြစ်တယ်မိုက်တယ် battery တောင်ရမ်းနေနေတာလောက်ကလွယ်လို့ရှိရင်ကိစ္စတိတ်မရှိဘူးနော်မြန်မြန်ဆက်ဆက်ပြစ်ပြစ်ပြောစရာမရှိဘူးဒါပေမဲ့ ခင်ဗျားကအရင်က Redmi Mirage တွေတောက်လျှောက်သုံးလာရာကနေအကြောင်းတစ်ခုကြောင့် Galaxy A04 လိုမျိုး budget phone မျိုးကို daily driver အနေနဲ့သွားသုံးကြည့်လိုက်ခင်ဗျားယူတော်သွားအောင်မယ်အဲ့ဈေးဝင်ကျင်ကတခြားသော Redmi တို့ Tecno တို့ Infinix တို့ Idol တို့အဲ့လိုဖုန်းတွေတဲ့အစားပေါင်းများစွာပို့ဆုပ်တယ်ဖုန်းခေါ်ဖို့အတွက်ဒီ caller app ထဲကိုဝင်လိုက်ရင်ငိုထစ်နေတာအဲ့လိုပဲ Oppo Vivo တွေရဲ့ Y series တွေကလည်းပြောရရင်စုပ်တာပဲအဲ့ကြောင့်မို့လို့ဈေးသက်သက်သာနဲ့ specification ကောင်းကောင်းရတဲ့ Redmi တွေ Infinix တွေဒီကောင်တွေက budget segment ဒီမှာလူဝယ်များနေတာ ဆိုတော့ခမရ brand image တခုတည်းကိုကြည့်ပြီးတော့ဒီ brand ကတော့ကောင်းတယ်သူတို့ထုတ်တဲ့ဖုန်းတွေကတော့အကုန်ကောင်းပါပဲဆိုပြီးယူဆထားရင်ခမရတက်တက်ဆင်အောင်လွဲနေပြီ brand အစွဲကအမြဲတမ်းထားတာမကောင်းတချို့အချိန်တွေမှာ brand အစွဲကြောင့်မကောင်းတဲ့ဖုန်းကြီးကိုဝယ်မိပြီးတော့ခမရတို့စိတ်ညစ်ရတာမျိုးဖြစ်နိုင်တယ် brand ကိုကြည့်မဲ့အစားဖုန်းတစ်လုံးကိုဖုန်းတစ်လုံးရဲ့ model အလိုက်ပဲအရင်ကြည့်အဲ့ဒါနည်းနည်းပိုအဆင်ပြေတယ်အဲ့လိုမှမဟုတ်ဘူးเนาะခမရ money is no object okay ပတ်စံကိုတုံးကျင်တလောက်တုံးမယ်ငါ့ကိုတိမ့်တရာဆိုလည်းရတယ်တိမ့်နှင်ရာဆိုလည်းရတယ်ငါ့ကိုအကောင်းဆုံးဖုန်းပဲပေးဆိုတဲ့သူတယောက်ကိုကြတော့သူဖုန်းရွေးတဲ့အခါမှာ specification ကိုခဏကြည့်လိုက်မယ်လို့ထင်သလားမကြည့်တော့ဘူးအဲ့ဒီအချိန်မှာကျတော့ तू နဲ့ရင်းနှီးတဲ့ experience ကိုပဲကြည့်သွားပြီဥပမာ Samsung ကြီးပဲကင်နေကြသူဆို तू Samsung ပဲထပ်ဝယ်မှာ iPhone ပဲကင်နေကြသူဆိုလို့ရှိရင် तू iPhone ပဲထပ်ဝယ်မှာတခြားဖုန်းတွေကဘလောက်ပဲကောင်းနေပါတယ်ပဲပြောပြောသူက brand image ကိုအရင်အလေးထားတယ်ဟုတ်တယ်လေ flagship ဖုန်းတွေမှာကွာလဲ တို့ရဲ့စုပ်ပါတယ်ဆိုရဲဟာတုံးစားလို့ရတဲ့အနေထားထက်တော့အများကြီးတာနေသေးတယ်ဘလောက်စုပ်နိုင်ပါလဲ flagship phone တစ်လုံးကဆိုတော့တို့အနေနဲ့ specification ကထည့်စဉ်းစားစရာမလိုတော့အဲ့လိုပဲเนาะ flagship level လောက်မသုံးဘူး entry mid range လောက်ပဲသုံးမယ်ဆိုရဲသူကြတော့ခင်ဗျားတို့ brand ကိုအရင်စဉ်းစားမယ် specification ကိုအရင်စဉ်းစားတဲ့အဲ့ဒါပြီးသွားတော့မှ okay ဒီဈေးနဲ့ဒီ specification နဲ့ဒီ brand နဲ့ရမယ်เนาะ okay အဲ့ဒီဈေးနဲ့ပဲခင်ဗျားကြိုက်တဲ့ brand မှာဆိုရင်ဒီလောက် နိုင်သွားမယ်ဆိုတော့ brand A ကိုယူမလား brand B ကိုယူမလားဆိုတော့ခင်ဗျားရဲ့ brand အစွဲကဘလောက်ဖိုးအစွဲရှိနေတာလဲအဲ့ဒါပေါ်မှာမူတည်ပြီးတော့ခင်ဗျားတို့ရွေးချယ်သင့်တယ် brand ကနောက်ဆုံးမှဖြစ်တဲ့လို့ကျွန်တော်ကမြင်တယ်အထူးသဖြင့်စေသိန်းအောက်မှာဖုန်းဝယ်တော့မယ်ဆိုရင်ဘလို့ပဲပြောနေပြောနေနော် brand အစွဲကလုံးဝတော့ချွတ်လို့ရတော့မရောက်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဖုန်းတစ်လုံးကိုရွေးချယ်တဲ့ equation ထဲမှာ brand ဆိုတဲ့ဟာတော့အမြဲတမ်းကတော့ပါနေတော့မယ်ပြီးတော့အနေအဆုံးရှိတဲ့ specification ဆိုတာရှိတယ်ဖုန်းတစ်လုံးမှာ လူလူတူတူသုံးလို့ရဖို့အတွက်ပေါ့နော်ဆိုတော့ပထမအောင်ဆုံးကိုတက်နိုင်နေစင်းလုံးကိုအရင်အာဆွဲထုတ်လိုက်လက်ရှိခေတ်မှာကောင်းကောင်းကန်းကန်းသုံးလို့ရဖို့ဆိုလို့ရှိရင်ဖုန်းတစ်တလုံးဝယ်ရင်အနည်းဆုံးရှိသင့်တယ်လို့ထင်တဲ့ specification ကိုကျွန်တော်ပြောပြမယ် user experience ကောင်းဖို့အတွက်ကအဓိက display နော်ဒီကောင်က 1080p ဖြစ်ကိုဖြစ်တဲ့ね 720p နဲ့ဖုန်းအစ်စ်ဝယ်မဲ့အစားကျွန်တော်သာဆိုရင် 1080p နဲ့ second phone ကို ရွေးဝယ်ပြမှာနော်အဲ့ဒါကိုမှ 60hz ကအခုခေတ်မှာနည်းလွန်းနေ 90hz လောက်တော့အနည်းဆုံးဖြစ်တဲ့ ် AMOLED ဖြစ်နေရင်ဒါ very good မဟုတ်ဘူးကိုသုံးမဲ့ဈေးရ3-4သိန်းဖြစ်နေလို့ AMOLED မဟုတ်ဘူးဆိုလဲဒါလက်ခံလို့ရတယ် SOC ဆိုလို့ရှိရင်เนาะ MDK တွေကဆိုလို့ရှိရင် G99 G100 အဲ့ဒါကောင်နဲ့အထက်ကတော့ပြသင့်တယ် Snapdragon 695တို့ဘာလို့အထက်ကတော့ရှိသင့်တယ် battery ကလည်း9000 mAh နဲ့အထက်ပြသင့်တယ်လို့ fast charging ကလည်း 33W လောက်ရှိကိုရှိသင့်တယ်အဲ့ဒီ minimum specs ဟဲကနေမှကို budget နဲ့ဘယ်လိုမျိုးတွေရနိုင်မလဲဆိုတာကိုအရင်ရွေး optimize ပြန်လုပ် ပြီးတော့မှ brand ကို ရွှေဥပမာကိုက6သိန်းတက်နိုင်တယ်ဆိုပါတော့နော် Samsung နဲ့မှာဝင်ရင်အဲ့ဒီ minimum spec တွေကတစ်ခုနှစ်ခုလောက်ပဲရလိမ့်မယ်အဲ့လိုအနေထားမျိုးမှာ brand swag ကို compromise ဆိုပြီးတော့ Redmi တွေ Infinix တွေကဝယ်သင့်တယ်ကျွန်တော်အမြင်ပြောတာ specification ကကိုသုံးမဲ့လိုအပ်ချက်နဲ့ပြည့်နေပြီးသား budget လည်းတက်နိုင်နေဆိုရင်တော့ brand swag ရှိတာလည်းပြဿနာမရှိဘူးကိုကြိုက်တာဝယ်သုံးလိုက်ရုံပဲကိုအဆန်နဲ့ကိုဘာသာကိုကြိုက်တဲ့ဖုန်းဝယ်သုံးတယ်ကွာဘာဖြစ်လဲမှမဖြစ်ဘူးဆိုတော့ဒါတော့ကျွန်တော်ရဲ့ approach ပေါ့နော်ခင်ဗျားတို့ရဲ့ဖုန်းဝယ်တော့မယ်ဆိုရင် specification နဲ့ brand နဲ့ဘယ်ဟာကိုအရင်စဉ်းစားလဲ ကျွန်တော်ပြောတာကိုရောခင်ဗျားတို့ထောက်ခံသလားဒါမှမဟုတ်ကျွန်တော်ပြောရတဲ့အထဲမှာ realistic မဖြစ်တာရှိနေသလားဘယ်လိုမြင်လဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးညှင်းခုံတာလို့ရပါတယ်โอเคနောက်နေ့မှတွေ့ရပါ